ဆရာမတို့ကအင်္ဂါတာသမီးရေဒီအောက်တိုဘာလအတွင်းမှာကျွန်တော်ရမယ့် hostel လေးကိုဟောပေးမှာဖြစ်တယ်နော်အဲ့တော့ဒီနှစ်ရဒီလရကာလလေးထဲမှာပေါ့နော်အောက်တိုဘာလအတွင်းမှာအင်္ဂါတာသမီးတွေကအလုတ်ကိုင်းနဲ့ပတ်သက်ပြီးတော့အခွင့်အလမ်းတွေကိုပိတ်ပီတာဆင်ခြင်းတွေခံရတတ်တယ်နော်ကိုလို့သမားဟာရီအလုံးကိုမအောင်မြင်အောင်နောက်အခွင့်အလမ်းလေးအလုံးကိုလူယူတာမျိုးပိတ်ပင်ခံရတာမျိုးလေးတွေကျွန်ဝတတ်တယ်ကိုပါလုံးလုံးစောင့်ကြည့်ပြီးတော့အပြင့်တင်နေတဲ့သူတွေပုံများနေလိမ့်မယ်နော်အဲ့တော့အခုကဒီအင်္ဂါတာသမီးတွေ ီးရဲ့အချစ်ရည်လေးကိုဆရာမတို့ဟောပေးမယ်เนาะဒီအချစ်ရည်လေးထဲမှာတော့ဒီအင်္ဂါသာသမီးတွေကဒီကာလာလီထဲမှာကိုယ့်ရဲ့တစ်တူနဲ့ပတ်သက်ပြီးတော့သူအပေါ်မှာပေါ့နော်ကိုဖြစ်ရှင်နာလေးတွေကိုဖြစ်ရှင်နိုင်ဖြစ်လို့များတဲ့ကာလာလေးလည်းဖြစ်နေပြီးတော့သူ ဖြစ်ရှင်နာလေးတွေကိုဦးစားပေးနေရမယ့်အနေအထားမျိုးလည်းကြံဝါလေးမြေနောက်ပြီးတော့သူကဒီအခွင့်အလမ်းတွေနဲ့ပတ်သက်ပြီးတော့ပြောမယ်ဆိုရင်တော့ ငွေကြေးစီးပွားရေးနဲ့ပတ်သက်ပြီးတော့အခြေအေးအဆင်ပြေဖို့အတွက်တစုံတစ်ခုကိုဆွလုပေးရတာမျိုးလေးတွေကျွန်တော်တက်တက်ကလာလေးရဖြစ်နေလိမ့်မယ်နော်အခုထပ်ပြီးတော့ဒီငွေကြေးနဲ့ပတ်သက်ပြီးတော့ငွေဝင်ကိန်းလေးကိုဆရာမတို့ကြည့်မယ်နော်ငွေဝင်ကိန်းလေးထဲမှာကြတော့ဒီ အင်္ဂါသားသမီးတွေကငွေချင်းနဲ့ပတ်သက်ပြီးငွေပမာဏတစ်ခုပဲဝင်လိမ့်မယ်နော်ဒီသူ့ရဲ့ဝင်ငွေနဲ့ပတ်သက်ပြီးတော့ဝင်ငွေလမ်းကြောင်းလေးတွေကပိတ်ဆို့တာမျိုးလေးတွေခံရလိမ့်မယ်နောက်ပြီးတော့အလုံးနဲ့ပတ်သက်ပြီးတော့လည်းပူပန်ရတာမျိုးလေးတွေကြုံရလိမ့်မယ်နော်နောက်ပြီးတော့အင်္ဂါသားသမီးရဲ့ဒီလာတွင်းမှာကြုံတွေ့ရမယ်ဒီကျမရင်နဲ့ပတ်သက်တဲ့ဟော်ဂိန်လေးနော်အဲ့တော့ကျမရင်နဲ့ပတ်သက်တဲ့ဟော်ဂိန်လေးတွေမှာအင်္ဂါသားသမီးတွေကကျမရင်ဘက်မှာခေါင်းမူးခေါင်းနှောင်းမယ်ဒါပေမဲ့သူ့အနေနဲ့ပေါ့နော်အရင်ကြီးကြီးမားမားယောဂဝင်တာလေးတွေမခံစားရဘူးနော်အဲ့တော့ဆရာမ ရဲ့ဒီ page လေးတွေဒီ Facebook account လေးတွေရဲ့ TikTok account လေးတွေကို like and share လုပ်ပြီးတော့ follow ထားပေးဦးနော်